ကလေးရီကိုအိုင်ပတ်တွေပေးသုံးပြီးတော့အချင်းကုံခိုင်းတာထက်သူရဲ့ခနာကိုပို့ပြတ်တမ်းမာလာအောင် training လုပ်ခိုင်းတာပိုကောင်းနေအောင်လာအန်ဆန်ပရိသတ်များအလုံးမဲမင်္ဂလာပါများမန်ချက်စတာဖူဘောဇော်နေတင်ဆက်နေပါတယ်အောင်လာအန်ဆန်ကသူ့ရဲ့ one championship fighter ဘောကိုနှုတ်ဆက်ပြီးတဲ့နောက် Florida မှာဖွင့်လှစ်ထားတဲ့ Python MMA team ကနေမျိုးဆက်တဲ့ fighter တွေကိုမွေးထုတ်ပေးဖို့ရည်မှန်းထားပါတယ်သူ့ရဲ့ရင်ဖွင့်စကားတွေထဲမှာကျွန်တော်ကျင်ဖွင့်ရတဲ့ရည်ရွယ်ချက်ကကျွန်တော်ကလေးရွယ်ရည်ရွယ်တာပါ လက်ရှိချိန်ထိတော့ကျွန်တော်နဲ့အတူတူလေ့ကျင့်နေတဲ့ကလေး9ယောက်ရှိအောင်လောက်ထိရှိနေပါတယ်သူတို့အတွက်လေ့ကျင့်လို့ရမယ့်နေရာပြင်ဆင်ပေးချင်တာပါလို့ပြောထားပါတယ်ဒါအပြင်ကလေးတွေကိုတနားရီတနားရီလောက် iPad တွေပေးသုံးပြီးတော့အချိန်ကုန်ခိုင်းတာထက်သူတို့ရဲ့ကျန်းမာရေးနဲ့ခန္ဓာကိုယ်ပိုပြတ်တမ်းမာလာအောင်လို့ training လုပ်ခိုင်းတာပိုကောင်းမယ်လို့ထင်ပါတယ်အောင်ဆူဆိုင်မှုတွေစီကန်းတွေပိုကောင်းလာမှာဖြစ်တဲ့အတွက်သူတို့ရဲ့ရှေ့ရေးအောင်မြင်မှုတွေရဖို့အထောက်အကူဖြစ်စီမှာပါဆိုပြီးတော့သူရဲ့ရည်မှန်းချက်ကိုယူသားစွာဖွင့်ရကြပါတယ်အောင်လန့်ဆန်းက1 championship မှာဆယ်စုနှစ်ကျော်ကြာ fighter တယောက်အနေနဲ့ အောင်မြင်မှုတွေကြားရှုံးမှုတွေကိုဖျက်ဆီးခဲ့ပြီးတော့အခုတော့သူရဲ့တွေ့ကြုံတွေကိုမျိုးဆက်တဲ့လူငယ်တွေကိုလွှဲပြောင်းပေးဖို့ရည်မှန်းထားပါတယ်။ Florida မှာဖွင့်လှစ်ထားတဲ့ Python MMA Gym ကသူရဲ့ဒီရည်မှန်းချက်ရဲ့အဓိကစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။သူကကျွန်တော်ကလေးတွေအတွက်လို့ပြောထားပြီးတော့ဒီကလေးတွေဆိုတာကသူရဲ့ကိုယ်ပိုင်သားသမီးတွေသာမကဘဲနဲ့သူနဲ့အတူတူလေ့ကျင့်နေတဲ့လူငယ်တွေကိုပါရည်ညွှန်းတာဖြစ်ပါတယ်။လက်ရှိမှာတော့ကလေး6ယောက်ကနေ10ယောက်လောက်တွေကိုသူကိုယ်တိုင်လေ့ကျင့်သင်ကြားပေးနေပြီးတော့သူတို့အတွက်ဘေးကင်းပြီးတော့အသင့်လျော်တဲ့လေ့ကျင့်နေရတဲ့ခုဖန်တီးပေးခြင်းနဲ့လို့ဆိုထားပါတယ်။အဲ့ဒီရည်ရွယ်ချက်ရဲ့နောက်ွယ်မှာအွန်လိုင်းရဲ့ရိုးသားတဲ့စိတ်ဓာတ်ကိုမြင်တွေ့နိုင်ပါတယ်။ သူက fighter တယောက်အနေနဲ့အောင်မြင်မှုတွေကိုရယူခဲ့ပြီးပါပြီ။ဒါပေမဲ့အခုတော့သူ့ရဲ့အောင်မြင်မှုတွေကိုကိုပိုင်ဂုံယူဖို့ထက်နောက်မျိုးဆက်တွေကိုအကျိုးပြုဖို့အသုံးချခြင်းနဲ့ဆိုတဲ့စိတ်ထားနဲ့အောင်လာကသူ့ရဲ့အနာဂတ်ကိုဖျက်ဆီးသွားဖို့စဉ်းစားနေပါပြီ။ဒါကသူ့ရဲ့ရင်ကျက်မှုနဲ့လူမှုအတိုင်းပိုင်းကိုပြန်လည်ပေးဆက်လို့တဲ့စိတ်တက်ရဲ့တက်တည်ပါ။အောင်လန်ဆန်ကကလေးတွေကို iPad တွေပေးသုံးပြီးတော့ချိန်ကုန်ခိုင်းတာတဲ့သူတို့ရဲ့ကျမ်းမာရေးနဲ့ပို့ပြီးတော့တန်မာလာအောင် training လုပ်ခိုင်းတာကပိုကောင်းမယ်လို့ထင်ပါတယ်လို့ပြောထားပါတယ်။အဲဒီစကားကအနေခင်မှာလဲနေပညာရဲ့လွမ်းမှုကိုရင်ဆိုင်နေရတဲ့လူငယ်တွေရဲ့ဘဝမှာ အားကစားရဲ့အရေးပါမှုကိုအလေးပေးပြသထားပါတယ်။ဒီနေ့ခေတ်မှာကလေးတွေက smartphone, tablet, game set စတာတွေနဲ့အချင်းကုန်နေကြတာများပါတယ်။ဒီလိုနည်းပညာသုံးဆွဲမှုကတစ်ဖက်မှာဖျော်ဖြေမှုပေးနိုင်ပေမဲ့ကလေးတွေရဲ့ကျန်းမာရေး၊စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့စီးကန်းတွေကိုတော့ထိခိုက်စေနိုင်ပါတယ်။အောင်လကဒီချက်တွေကိုသတိပြုမိပြီးတော့ကလေးတွေကိုအားကစားလေ့ကျင့်ရင်းနဲ့ပုံမှန်တန်မာတဲ့ခနာကိုယ်နဲ့စိတ်ဓာတ်တည်ဆောက်ဖို့အာရုံစိုက်ထားပါတယ်။အောင်လကအောင်ဆူဆိုင်မှုတွေစီကန်းတွေပိုးပြီးတော့ကောင်းလာမှာဖြစ်တဲ့အတွက်တို့ရှိရေးအောင်မြင်မှုတွေရရှိဖို့အထောက်အကူဖြစ်စေမှာပါလို့ပြောကြပါရစေ။ MMA လိုအကစားတစ်ခုကခနာကိုကြန့်ခိုင်မှုတာမကစိတ်ပိုင်းဆိုင်ရာစီကံတဲ့အာရုံစုဆိုင်မှုပါလိုအပ်ပါတယ်။လေ့ကျင့်ရမှာကလေးတွေကနေ့စဉ်ပုံမှန်လေ့ကျင့်ရမယ်။နေ့စနစ်တွေကိုတင်ယူရမယ်။နောက်ပြီးသူတို့ရဲ့စိတ်ဓာတ်ကိုထိန်းသိမ်းရမယ်။ဒီလိုလုပ်ငန်းစဉ်တွေကသူတို့ကိုပေါ်အမစီကံရှိတဲ့လူတစ်ယောက်ဖြစ်လာစေဖို့ကူညီပေးပါတယ်။ဥပမာအဖြစ်တော့ MMA လေ့ကျင့်ရေးမှာကလေးတွေကတင်ပေးထားတဲ့နေ့စနစ်တွေကိုအာရုံစိုက်ပြီးတော့လိုက်နာမယ်။လေ့ကျင့်ရေးအချိန်စရာကိုလိုက်နာရမယ်။ နောက်ပြီးတို့ရဲ့နေပြဖြစ်တဲ့အောင်လာရဲ့လမ်းညွှန်မှုကိုလေးစားရမယ်ဒီလိုစီကန်းတွေကတို့ရဲ့နေစဉ်ဘဝမှာပုံမထိရောက်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှုရည်မှန်းချက်တွေအကောင့်ထဲပေါ်ပေးနိုင်မှုကူညီပေးပါရည်ဒါပြင် MMA လို့အားကစားမှာအာယုံစုဆိုင်မှုကအလွန်အရေးကြီးပါရည်ဒီလိုတရားကိုတိုက်ခရင်းနဲ့တို့ရဲ့လှုပ်ရှားမှုတွေပါအာယုံစိုက်ထားရမှာဖြစ်ပါရည်ခံစင်းတဲ့တိုက်စစ်ကိုဟန်ချမ်းညီအောင်ထိရမယ်ဒီလိုအာယုံစုဆိုင်မှုတွေကကလေးတွေရဲ့စာတင်ယူမှုပြဿနာဖြေရှင်းနိုင်စွာရည်နဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုပါတိုးတက်စေပါရည်အောင်လာအစံရဲ့ပိုင်သွန် MMA ဂျင်ကရိုးရှင်းတဲ့အားကစားရုံတစ်ခုသာမဟုတ်ပါဘူး ဒါကမျိုးဆက်သစ်ဖိုက်တာတွေကိုမွေးထုတ်ပေးဖို့သူတို့ရဲ့အိမ်မက်တွေကိုကောင်းတဲ့ဖော်နိုင်မှုနဲ့ဘဝမှာအောင်မြင်မှုတွေရောက်နိုင်မှုလမ်းဖွင့်ပေးထားတဲ့နေရာကောင်းတစ်ခုဖြစ်မှာပါအောင်လာကသူ့ရဲ့ဖိုက်တာဘဝမှာကြုံတွေ့ကြရတဲ့အတွေ့အကြုံတွေ၊သင်ခန်းစာတွေကိုအရိကလေးတွေကိုလွှဲပြောင်းပေးခြင်းနဲ့ဆိုရယ်ရည်မှန်းချက်တွေနဲ့ဘဝကိုရှေ့ဆက်ရှောက်လန်းဖို့ကြိုးစားနေပါတယ်။လေးစားပါရီအောင်လာကြီးအဆုံးထိလိုက်ပါကြည့်ရှုပေးကြတာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။